တအောင်တက်မတော့ TNN နေထိန်းချုပ်နယ်မြေအတွင်အပြည့်ရထားတဲ့စစ်ကောင်စီကမေလအတွင်မှာလေကြောင်းလက်နက်ကြီး drone အစိမ့်ဝေးပုံတို့ဖြင့်အချိန်တထောင်ကျော်တိုက်ခိုက်ခဲ့တာကြောင့် အရက်သားပြည်သူ၈ဦးသေဆုံးပြီး၁၈ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ TNN ကသတင်းထုတ်ပြန်ထားပါတယ်။ TNN နေထိန်းချုပ်နယ်မြေတွေဖြစ်တဲ့နောင်ချိုး၊မိုးကုတ်၊ကြောင်မဲ၊မိုင်းငော့၊မိုင်းလုံးနဲ့မန်တုံမြို့နယ်တွေကိုစစ်ကောင်စီကမေလအတွင်းမှာလေကြောင်း၂၆ကြိမ်၊လက်နက်ကြီး986လုံး၊ဒရုန်းပုံ329လုံးနဲ့အစိမ့်ငွေပုံ114လုံးတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၈ဦးသေဆုံးပြီး၁၈ဦးဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်များပြားလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ နောင်ချိုမြို့နယ်ရှိကျေးရွာတွေနဲ့ TNN တွေတရှိရနေရာတွေကိုဥတီပြီးလေကြောင်း12ကြိမ်လက်နက်ကြီး986လုံး drone ပုံ329လုံးနဲ့အစိမ့်ငွေပုံ144လုံးတို့ကိုစစ်ကောင်စီကရွေကျဲရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ကြောင်မဲမြို့ကိုလည်းလေကြောင်းမှ2ကြိမ်မိုးကုန်းမြို့ကိုလေကြောင်းမှ6ကြိမ် ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးတိတ်ဆုံးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျေးရွာဖုံးကြီးကျောင်းအပါအဝင် နေအိမ်18လုံးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အခုဇွန်လကုန်အထိတလတာပြစ်ခတ်ရဲဆဲကြောင်စစ်ကောင်စီကထုတ်ပြန်ထားသလို TNN ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွဲ့ကလည်းငလင်းတန်းကြောင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တစ်ဖက်သက်ပြည့်ရဲ့ကာလကိုတလတတန်းထပ်မံတိုးမြှင့်ထားတာပဲဖြစ်ပါတယ်။